အထောက်ပေါ်ပစ္စည်းတွေကိုတည်ချင်လို့ပေါ့နော်၃ပိ၅ချင်တာပဲဖြစ်ဖြစ်စံကယ်ကယ်ရီ၅ချင်တာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုပြောရမှာလဲဆိုတာကိုဒီဗီဒီယိုမှာကြည့်လိုက်ရအောင်နော် အရင်ဆုံးကျွန်တော်တို့ဥပမာအဖြစ်ကား၅ချင်တယ်ကားကိုအရင်ဥပမာပြလိုက်မယ်နော်ကား၅ချင်တယ်ဆိုရင်ဘယ်လိုပြောမှာလဲပေါ့နော်ကား၅ချင်တယ်ကိုထိုက်လို့ယာချောရော့လို့တောင်းတယ်ယာချောရော့ဆိုတာက ကား၅ချင်တယ် ดีเทียนยามเนาะอยากเช่ารถสุดาการกางาเชนเอ้ดอกางาปีป่าตัวลงมาเลยพิซีเดย์แต่พวตัวเขาเดี๋ยวเนาะไอ้ดออยากเช่ารถไปขนของอะไรอยู่ตรงโนยาเลยเนาะไปสุดาการตัวละปอเนาะขนของสุดาการพิซีเดย์กูเตะเนาะอยากเช่ารถไปขนของยังไงเนาะตีทีอยากเช่ารถไปขนของครับ อยากเช่ารถไปขนของคาติบิซีเดเต่พวตัวการงานเชนเอ้ปอนาะ အကယ်၍တည်တဲ့အပြည့်အစုံပြောမယ်ဆိုရင်ဘယ်လိုပြောလို့ရလဲဒီပစ္စည်းတွေတည်ဖို့အတွက်ကားငားခြင်းနဲ့အဆောင်ပြောင်းဖို့အတွက်အဲအဲ့လိုမျိုးပြောမယ်ဆိုရင်ရောဘယ်လိုပြောမှလဲပေါ့နော်อยากเช่ารถไปขนของสำหรับย้ายหอครับ ရမယ်နော်ဆမ်ရပ်ဆိုတာကအတွဲရိုင်းဆိုတာကရွှေပြောင်းတယ်ပြောင်းရွှေတယ်နော်ဟော်ဆိုတာကအဆောင်ပေါ့နော်ဆမ်ရပ်ရိုင်းဟော်ဆိုတာကဒီအဆောင်ပြောင်းဖို့အတွဲအဲ့တော့อยากเช่ารถไปขนของสําหรับย้ายหอครับตบกาดีอสังเปียงพั่วด้วยกางาฉินเนี่ยปิสิเตพั่วด้วยไอ้เหล่านี้ปုံซันอะเตบะแตยောက်ตัวมั้ยยังมั้ยเนาะอยากเช่ารถไปขนของสําหรับย้ายหอครับ อยากเช่ารถไปขนของสําหรับย้ายหอค่ะไอ้เหล่านี้เลยติดตรงเลยได้เนาะ အကယ်၍ဒီကားမောင်းဆရာကပယ်ကိုတည့်သွားမှလည်းလို့သူကမေးမယ်ဆိုရင်ဘယ်လိုမေးမှလဲဆိုတော့ကြ yai ပိုက်ထင်းနိုင်လို့သူကမေးပါလိမ့်မယ်ပေါ့နော်ကြ yai ပိုက်ထင်းနိုင်ပယ်ကိုပြောင်းသွားမှလည်းနော်ဒါမှမဟုတ်ပယ်ကိုတည့်ယူသွားမှလည်းဆိုရင်ကြခွန်ပိုက်ထင်းနိုင်ကြခွန်ခေါင်ပိုက်ထင်းနိုင်ဒီပစ္စည်းတွေကိုပယ်ကိုတည့်သွားမှလည်းလို့သူကမေးပါလိမ့်မယ် ဲ့တော့ကိုကကိုသွားမယ့်နေရာကိုပြောလိုက်အောင်ပဲဒါမှမဟုတ်ဒီ Google Map မှာပေါ့နော်ဒီကနေဒီ ठी သွားမယ်လို့ပြောမယ်ဆိုရင်လည်းသူတို့ကိုအဲ့လိုမျိုးပြလိုက်လို့လည်းရတယ်ပေါ့နော်ပိုက်ထီနီခါပိုက်ထီနီခါဘလို့ပြောလိုက်ရင်လည်းသူတို့အကွာဝေးမှန်ပြီးတော့ဘယ်လောက်ကြမှာလဲလို့ပြောပါလိမ့်မယ်နော်အကယ်၍သူကမပြောဘူးဆိုရင်လည်းကိုကမေးလို့ရတယ်ပေါ့နော်အဲ့တော့ကိုကဘယ်လောက်လောက်ကြမှာလဲလို့မေးမယ်ဆိုရင်တော့ပရမန်ထောက်ရိုင်ခရပ်လို့မေးလို့ရတယ်ပေါ့နော်ပရမန်ထောက်ရိုင်ခရပ်တမမဟုတ်တူတူလေးပဲထောက်ရိုင်ခရပ်လို့ပဲမေးလိုက်လို့ရတယ်ထောက်ရိုင်ခရပ် เท่าไหร่ครับได้ไหมเนาะเราส่วนใหญ่ลงรอบไปได้โอเคนอกตัวคู่ก็ไปตีโพโลเลยส่วนเนาะไปเชิญลาอยู่มาเลย ลูกกูอ่ะเมเชิญเลยส่วนไปลงเมมาเลยสุดาจะมาคนของกี่โมงครับได้ไหมเนาะจะมาคนของกี่โมงครับปีซีเดียวกูไปเชิญลาเตมาเลยแต่มาไม่เป็นนายลามาเลยลูกไปเมเมส่วนใหญ่เลยยากเลยจะมากี่โมงครับลงเมไลน์เลยลงรอบได้ปะเนาะจะมากี่โมงครับ จะมากี่โมงคะ ရမယ်နော်အတိအကတော့တိစာကြောင်းလေးတွေတိမယ်ဆိုရင်တော့တိုးတိုးနဲ့ပြောလို့ရပြီဟုတ်ပြီနော်ဆိုတော့တိမေးခွန်းမှမေးထားတဲ့အတိုင်းပဲပထမကူမေးတဲ့ချိန်မှာကားဆိုရင်တော့ road ဆိုတဲ့စကားလုံးကိုသုံးမယ်အကယ်၍စံကယ်ဆိုရင်တော့ motorcycle လို့သုံးမယ်ပေါ့နော်သုံးပိန်းဆိုရင်တော့ road tuk tuk လို့လည်းသုံးတယ်တမမဟုတ်ဆမ်လောလို့လည်းသုံးတယ်ရမယ်နော်အဲ့ဒီ road နေရာမှာဒီစကလုံးလေးတွေကိုအစားထိုးပြီးတော့တုံးလိုက်ရုံပဲဒါဆိုရင်တေးချလေးတုံးတတ်သွားမယ်လို့ထင်ပါတယ် ဟုတ်ပြီเนาะအနေနဲ့များကြိုးရှိမယ်လို့ထင်ပါတယ်။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။ဖုန်ဂျိမ်းစ်စာတီကလပ်